ေဦးမှာငါးခွန်းလို့ခွာခဲ့တယ်နှစ်ကပ်ပဲရှိတယ်ဒီနေ့မှာကနန်းပြစ်စင်နေလဲတူတာပေါ့ဗျာနော်နေဦးမှာဆိုတော့ဒီငါးခွန်းလို့ခွာခဲ့တဲ့ line နှစ်ကပ်ပဲရှိတာအဲအဲ့ဒီနေ့ဒီမှာဒီမှာတော့ငါးတစ်ခွန်းနဲ့ဒဲလို့ခွာရတယ်ပေါ့နော်ငါးတစ်ခွန်းနဲ့ဒဲတော့ကစားရတယ်ဒါပေမဲ့ထားလိုက်တော့နေဦးမှာဆိုတော့ဒီငါးခွန်းလို့ဒဲခွာရတယ်ငါးခွန်းလို့ဒဲခွာရတယ်ကလင်တန်မှာနှစ်ကပ်ပဲရှိတာအဲ့ဒီလိုဆိုတော့ဒီနှစ်ကပ်ပဲနှစ်ကပ်ပဲရှိတော့အဲ့ဒီနေ့ဒီမှာဒီနေ့မှာသူအခွေလေးတွေအများကြီးပေါ့ဗျာ ဒီကောင်ကနေတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှစ်နှစ်ကိုးနှစ်ဆယ်နှစ်ဆက်တနည်းဆက်နှစ်နှစ်ဆက်သုံးဆက်လေးဆက်ငါဆက်ငါးနှစ်မြောက်မှာကျွန်တော်ဒီမှာ669ဆိုပြီးထောင်ခဲ့ရပေါ့နော်ကျွန်တော်ပြခဲ့ဘူးတယ်နော်အဲ့ဒီ line လေးအဲ့တော့ကျွန်တော်ဒီမှာလည်းနှစ်ဦးမှာငါးခုံလို့ခွာပြီဆိုတာနဲ့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှစ်ကိုးဆယ်ဆက်တစ်ဆက်နှစ်ဆက်သုံးဆက်လေးဆက်ငါဆက်ငါးနှစ်မြောက်မှာ669လို့ထောင်ခဲ့တယ်669လို့ထိပ်စီးသုံးလုံးထောင်တယ် ဲ့လိုထောင်ကြီးဆိုတာနဲ့ तू ဟိုထူကြတဲ့ကဏ္ဍမျိုးလိုက်ထွက်တယ်နှစ်နှစ်တည်းက तू ကအကွာဝေးမှနှစ်အကွာဝေးတော်တော်မှလာထွက်တယ်အဲ့ဒီပြည်တန်နှစ်နှစ်တည်းပဲလိုက်ထွက်ပြီးတယ် तू အဲ့ဒါလိုမျိုးနှစ်ကက်နဲ့တွေးတာပေါ့နော်ဒါကတော့နှစ်ကက်နဲ့တွေးတာထူကြမှုရှိလို့ကျွန်တော်အဲ့ line ကိုပြရတာအဲ့ဒီ line လေးကိုကျွန်တော်ပြဘူးတာကခဏလေးကျွန်တော်ကလန်နာပြမယ် ပြခဲ့တော့ဘူးဆိုတော့ဒီလိုလေးပြခဲ့မှာပဲမမီရတဲ့အဲ့ဒါလိုပြခဲ့ဘူးကနဲ့တပတ်တကွယ်ဖော်မွေးလို့ကျွန်တော်ပြောခဲ့တာကအဲ့ဒီလိုဒီမှာနှစ်ဦးမှာငါးခုလို့ခွာတယ်ခွာတယ်ကလည်းအဲ့ဒီနှစ်ထဲမှာသူကဒီစီနီယံဒေးတကွယ်လိုက်ထွက်တာပေါ့နော်စီနီယံဒေးပေါ့နော်အဲ့ဒီလိုဒီမှာလည်းနှစ်ဦးမှာငါးခုလို့ဒီမှာခွာပြီဆိုတော့လည်းအဲ့ဒီနှစ်ထဲမှာစီနီယံတကွယ်လိုက်ထွက်တာပေါ့ လိုက်ထွက်ပြီးတယ်အဲ့ဒီစီနီယံကနာဟာအဲ့ဒီ669ထောင်နဲ့နောက်နှစ်ထဲမှာ तू ကအပေါ်လိုင်းမှာအကျဉ်းကြီးစော့လာပေါ့နော်ဒီလိုအကျဉ်းကြီး तू အပေါ်လိုင်းမှာ669ထောင်နဲ့နောက်နှစ်ထဲမှာအဲ့လိုစော့လာအဲ့တော့ကျွန်တော်ကဒီစီနီယံကနန်းကိုကျွန်တော်ဒီ669ဒီမှာ669လို့ဒီမှာထောင်တာဟုတ်669လို့ဒီမှာသူကထောင်ခဲ့တာထောင်တော့အဲ့ဒီနှစ်ထဲမှာဆိုတော့ဒီငါးခုလို့ခွာတာနဲ့ဆိုတော့ဒီအဲ့ဒီနှစ်မှာစီနီယံကဒီလိုမျိုးကြီးစင်ငယ်လိုက်ကိုဒဲထွက်တာ တဲလိုက်ကြတာလေအဲ့ဒီကဏ္ဍကိုကျွန်တော်ကဒီ669ထွက်တဲ့နောက်နေ့ထဲမှာဒီနေရာမှာကျွန်တော်တို့ share ဖန်ခဲ့ဘူးလေ။ပုံရတဲ့နေ့ကိုပုံရတဲ့နေ့ကို share ဖန်ခဲ့ဘူးလေ။သူ့အောက်မှာလည်းကျွန်တော်က140ဆိုပြီးလိုက်ခဲ့ဘူး။အဲ့ဒါ6ခုလေးတွေ140တွေတောက်လျှောက်ပြခဲ့ဘူးလေမှပါကောင်းပါ။အဲ့ဒီအပတ်မှာဒီဟာကိုဒီ site ကိုမေ့နေတာအပြမေ့သူကလှည့်စားတာပဲကျွန်တော်အားလုံးကိုပြောခဲ့တယ်တပတ်တစ်ခွေဖော်မွေးခြင်းကျွန်တော်ဒီမှာအဲ့ဒီ ဒီမှာငါးခုလို့နှစ်ဦးခွာတဲ့နေ့ထဲမှာကြီးကြီးရဲ့တခွက်ကဒီလိုကြီးစင်ငယ်လိုက်လိုက်ထွက်ပြီးရတယ်သူကတနေ့နှစ်နေ့၃နှစ်၄၅6ခု9နှစ်မြောက်ကိုသူကဒီလိုမျိုးလိုက်ထွက်တယ်ပေါ့ဒီလိုလိုက်ထွက်တယ်အဲ့ဒါလို့ကျွန်တော်ကဒီလိုလိုက်ထွက်တယ်ဆိုပြီးတော့ဒီမှာတုံ့ပြန်တဲ့နေ့မှာကျွန်တော်ဒီနေ့မှာအိုးခဲ့တယ်ဒါပေမဲ့သူတုံ့ပြန်တဲ့နေ့မှာပြေးသွားတယ်သူမွေးကျင်တယ်သူကဒီလိုနှစ်ကလိုင်းကို ကြိုက်လို့မွေးကျင်တဲ့လူကဒီနေရာမှာတုံရတဲ့နေမထွက်ရင်ဒီသူ့ဘဝရှစ်ခုလေးကိုဒီအောက်ကိုထိုးရှစ်ခုလေးမဟုတ်ရင်ဒီမှာတစ်တုံရလေးကိုဒီမှာထိုးအဲတစ်တုံရလေးမထွက်ခဲ့ဘူးဆိုနှစ်သုံးခုဒီမှာထိုးဆိုတဲ့ပုံစံမျိုးနဲ့တပတ်တကွယ်ပေါ်မွေးပုံစံနဲ့ကျွန်တော်ပြခဲ့ဘူးလေအဲ့ကြတော့သူကဘာလုပ်သွားလဲဆိုတော့မပြခဲ့မိတာကျွန်တော်လည်းနည်းနည်းအလုံးရှုံနေရလဲပါတယ်ဒီလမ်းကိုတတိမထားမိလိုက်တာအဲ့တော့၄၅၆လို့ဒဲထွက်တယ် ဇောင်းဝကနန်းကိုအဲ့ဒီလိုမျိုး16နှစ်မြောက်ကိုဒီလိုလိုက်ရိုက်တယ်။56 6လို့နှစ်ကက်တင်တော့ကြောက်เสียကောင်းတယ်နော်။56 6လို့တဲတဲ့ကနန်းကိုဒီလိုသူကအကြိမ်တိုင်းရိုက်ပြတာနှစ်ကက်ထင်းနေပဲနော်။အဲ့ဒါဆိုရင်အဲ့လိုပုံစံမျိုးသူဆက်ပြီးမယ်ဆိုရင်ကျွန်တော်အဲ့လိုကပြောခဲ့တာကဘာနဲ့အဓိကအရင်ဆုံးပြောခဲ့လဲဆိုတော့မင်္ဂလာပါနော်။တယောက်ချင်းစီတိုင်းမင်္ဂလာပါ။မောင်လာမင်္ဂလာပါ။နှစ်ကက်လှန်နေဆိုတာလေအထက်အောင်နှစ်ကက်လှန်နေဆိုတာ။ နက်ခတ်လှန်တယ်အဲ့ဒီ669လို့ထွက်တာနဲ့အထက်အောင်နက်ခတ်လှန်တယ်669လို့ထွက်တာနဲ့ပြောဒီမှာအထက်အောင်နက်ခတ်လှန်ခဲ့ရင်တကယ်လို့ဒီကနန်းရက်လှန်တာကလည်းဒီကနန်းကဒီ656ရဲ့တောင်းကကနန်းဒီလိုအချိန်တိုက်ရက်ပြီးမှသူ့အောက်ကနန်းကိုနက်ခတ်လှန်တာ6နက်ခတ်9ခွန်နက်ခတ်3နဲ့8နက်ခတ်10ဆိုပြီးနက်ခတ်လှန်ခဲ့တာအဲ့ဆိုရင်အခုလဲဒီမှာ656ရဲ့တောင်းကကနန်းအချိန်တိုက်ဒီလိုလှန်ရက်ပြီးတာနဲ့သူ့အောက်မှာဒီ3နက်ခတ်5 6နက်ခတ် သုံးနှက်ခါဆိုရင်9ကျွန်တော်တို့ကပေါ့နော်သုံးနှက်ခါဆိုရင်9နှက်ခါဆိုရင်9နှက်ခါဆိုရင်6နှစ်နှက်ခါဆိုရင်4 5 6ဒဲဟုဒဲအားတစ်ပေါက်ပဲရှိတယ်ແກ່ຕະປောက်ໄປຊິແດດຕິນທູ156ກູແດດຕິນທູອາຕະປောက်ໄປຊິ ဒါမှမဟုတ်ရင်သူညာညာနဲ့နဲ့လှဲစားခဲ့ရင်သူ့ဒီအကျင့်ကြိုက်ကကနန်းကိုသူကထပ်ပြီးဆွဲချမလားသူ့အောက်ကိုလိုက်တဲ့ကနန်းတော့ဒီနှစ်ဦးမှာငါးခွန်ခွာတာကလနာနှစ်ဦးမှာနှစ်ကပ်ပဲရှိတယ်အဲ့လိုခွာပြီးရင်15နှစ်မြောက်မှာ669လို့လိုက်ထောင်ပြီးတော့တင်းနှစ်နှစ်ပတ်လေလိုက်ထွက်တယ်အဲ့တော့ဒီမှာနှစ်ဦးမှာငါးခွန်လို့ခွာပြီးဆိုတာနဲ့သူရဲ့15နှစ်မြောက်မှာ669လိုက်ထောင်တယ်669ကလည်းသူကချိတ်ဆက်ဆော့တာပဲနှစ်ကပ်ပဲရှိတာအ အဲ့ဒီနှစ်ဦးငါးခွန်ခွာတာကလည်းနှက်ကပဲရှိတာအရှိတယ်ဆိုတော့အဲ့ဒီနေ့တမှပဲနှစ်နှစ်တစ်ပတ်လေးလိုက်ထွက်တယ်လိုက်ထွက်ပြီးနောက်သူ့ရဲ့နောင်နေထဲမှာကျွန်တော်တို့ကအဲ့ဒီငါးခွန်ထောင်တဲ့နေ့ထဲမှာစီနီယာစီကြီးစင်ငယ်လိုက်ကိုလိုက်ထွက်တာဒဲတကွယ်ရှိတယ်အဲ့ဒီကနန်းကိုကသူကမရိုက်ဘူးဖုံဝေးပုံစံနဲ့နှက်ကကိုဒီလိုတက်ရိုက်သွားတယ်အခုချိန်ဆိုတော့၄၅၆ပဲနှစ်မျောလိုက်တာဗျာနော်၄၅၆ပဲတောင်းတော့ကနန်းဒါကျွန်တော်အကြိုက်ကြီးကျွန်တော်မကြည့်မိလိုက်တာဒီလိုင်းကိုတတိမထားမိလိုက်တာ၄၅၆ရဲ့တောင်းတော့ကနန်းကိုအဲ့လိုမျိုးသူလှမ်းရိုက်ပြတာရိုက်ပြန်လဲသူ့ဘက်ကိုနှက်ခတ်ပဲလှမ်းမလား နှက်ခတ်လှမ်းသွားမလားတန်းပြီးတော့ဒါမှမဟုတ်ရင်ဟာရီကနန်သူ့ရှင်းနေထဲကဒီလိုအကျိန်ကြိုက်ကနန်ကိုဆွဲချသွားခဲ့ရင်ငါးကိုသုံးရှိတယ်အကျိန်ကြိုက်ကိုဒီလိုဆွဲချရင်ကျွန်တော်တို့ကငါးကိုသုံးအားရှိတယ်ဒါကိုကိုကြိုက်တာရွေးထုံနော်ကျွန်တော်တို့ကဒါမှန်ပါတယ်မှာကျွန်တော်ရွေးပေးရမှာပဲဟုတ်လားငါးကိုသုံးအားတစ်ခွဲရှိတယ်ဒါမှမဟုတ်သေးဘူးဒီမှာနှက်ကတ်တည်းရနော်လောက်တဲ့နှက်ကတ်တည်းရကြောက်เสียကောင်းတယ်အဲ့ဒီတော့အယူဆများတယ်အယူဆတဲ့ရင်ချက်ပေါက်ကိုနှိစက်တယ်ဒီဟာပဲ ဒီကယူဆရင်သူ့ဘက်ကိုလိုက်နေဆိုတော့669လို့ထောင်းနေ6ထိန်နဲ့ကဏ္ဍကိုထည့်လို့ဆိုရင်တော့669လို့ထောင်းနေဒီ6ထိန်နဲ့ကဏ္ဍထည့်မယ်ဆိုရင်69နဲ့တကွဲရှိတယ်။ဘူး6နဲ့တကွဲရှိတယ်။နော်ဒါသူလှည့်စားမဲ့အကွက်တွေကိုကျွန်တော်ရှင်းပြတာနော်။စိုက်တာကိုရွေးထုတ်နော်အကုန်မထုံးနိုင်တဲ့လူပါ။အဲ့တော့ကျွန်တော်လည်းစဉ်းစားနေတော့မန်ပါကိုရွေးချင်နေတော့အဲ့တော့ ဲ့လိုမှမဟုတ်သေးဘူးဒီချောချောကိုလိုထောင်းလိုက်ဒီခါခါထောင်းတုံးလုံးကတုံညာကိုတစ်ဆိုတဲ့ကဏ္ဍကိုအဲ့ကိုဒဲလိုက်တယ်ဆိုရင်အဲ့ဒီချောချောကိုလိုထောင်းလိုက်ခါထောင်းတုံးလုံး66 63တုံး6ထွင်ကဏ္ဍကလည်းအဲ့ဒီအောက်ကိုလိုက်တယ်ဆိုရင်ထွင်ကြိုက်တဲ့လူတွေတော့ကဒီမှာ6ထွင်ရှိနေ6ထွင်ရှိနေဟုတ်လားဒါမှမဟုတ်အကွက်ရွှေဆိုင်2000နဲ့ပြည့်စင်သေးတယ်ဆိုရင်နှစ်လပါပါရှိရဲ့အဲ့ဒီခုနှစ်နှစ်နောက်ပြန်သွားလိုက်တာနဲ့ဟောဒီမှာ90ဆိုတဲ့ကဏ္ဍဟာ ဲ့ဒီ669ထောင်နဲ့နှစ်ထဲမှာလိုက်ထွက်ထားတာအဲ့ဒီကနေနောက်နေ့ပြန်လို့တော့ဒီဖြစ်စဉ်ရအောက်ကိုလိုက်ထွက်ထားတယ်ဒီဖြစ်စဉ်ရအောက်ကိုလိုက်ထွက်ထားတယ်အဲ့ဆိုရင်ဟောဒီ656ရဲ့တောင်းအောင်ကနား608လို့ဒီလိုပို့ပြီးတာ ਨੇ သူ့အောက်ကိုလိုက်တဲ့ကနားသူ့ရှင်းနေသေးရဟောဒီ3966ကနားဖြစ်နေမလားအဲ့ဒီ660ကနန်းကဟောဒီ656ရဲ့တောင်းဝကနန်းအဲ့လိုအချိန်ကရိုက်ပြီးရတယ်သူကနေနောက်ကိုတနည်းနည်းသုံးနည်း၄နည်း၅နည်း၆နည်း၇နည်းသွားရတယ်3966ဆိုတဲ့ကနန်းကအဲ့ဒီ669လို့ထောင်းတဲ့နှစ်ထဲမှာသူကလိုက်ထွက်တာ အဲ့ဒီကဏ္ဍကပဲဒီဖြစ်စဉ်ရဲ့အောက်ကိုပြီးကြာခဲ့မယ်ဆိုရင်3966ရှိရဲ့ဗျာနော်ကဏ္ဍလူကဏ္ဍဆိုရင်90ကြောက်ရတာပေါ့90အားကြောက်ရတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့လောလောဆယ်မှန်ပါကိုရွေးချယ်နေအောင်ဖြစ်တယ်6 96ကလည်းဒါအကောင်းနဲ့လှုပ်ချင်ရင်လှုပ်သွားတတ်တယ်နော်6 96ကလည်းအဲ့တော့ဒီထဲကနေမိတ်ဆွေတို့ကြိုက်တာမှန်ပါဝင်နိုင်တဲ့သူတွေကြိုက်တာ ွေးထူလို့ရပါတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ကျွန်တော်ဒီနေ့ညလက်ရှိကိုအဆုံးသတ်ပါမယ်။နောက်ရက်ဒီကျွန်တော်ဖွင့်ပေးအောင်ပါဒီထည့်ကောက်တော့ရရအလောလောဆယ်တော့ကျွန်တော်ဒါကိုပဲချိန်ပြီးတော့စဉ်းစားနေတယ်။စဉ်းစားနေတာဖြစ်တဲ့အတွက်ကြောင့်အဖြေကောင်းကောင်းမထွက်သေးဘူးပေါ့နော်ဒီထည့်ကသူကလည်းစားနိုင်တယ်အကွက်ဒီအဲ့တော့ line စဉ်းစားနေကိုကျွန်တော်ကလက်ဆောင်ပြောသွားမလို့ဒီလိုမျိုးဆိုရင်ဟုတ်ဒီလိုဖြစ်စဉ်ရဲ့669နှစ်ကပ်ပဲရှိတယ်2ဦး9ကုန်နှစ်ကပ်ပဲရှိတယ်နောက်နေ့ထဲမှာသူထူးခြားမှုတွေက တပည့်ကျော်ပြန်ကြကစားကွယ်ရှိတယ်လို့လေးပည့်ကျော်ပြန်ကြကစားကွယ်လည်းရှိတယ်အဲ့တော့ဒီပြန်ကြကိုဆုံးမယ်ဆိုရင်သူကတပတ်မှနှစ်ကွက်ပဲအားထိုးရမှာဘာဖြစ်လို့လဲတပည့်ကျော်ပြန်ကြကနန်းရင်လေးပည့်ကျော်ပြန်ကြကနန်းရင်နှစ်ကက်တည်းအဲ့လိုပဲတွေ့ရတယ်နော်တပည့်ကျော်ပြန်ကြကနန်းရင်လေးပည့်ကျော်ပြန်ကြကနန်းရင်ဒါမှမဟုတ်ဒီပည့်ဆိုရင်တပည့်ကျော်ပြန်ကြကနန်းအောင်ကောင်းတယ်ပြန်ကြဆိုင်ကိုကျွန်တော်ပြဖို့ရှိတယ် ကျွန်တော်ကပြီးခဲ့တဲ့အချိန်ကဒီမှာငါးကက်လိုင်းကိုဒီမှာခွန်ကိုးနောက်တွဲတဲ့ရှေးပေါင်းနှစ်နဲ့ကိုးနောက်ပိန်မှုကိုဒီကောင်ဗရိန်ငါးသုံးချက်ကြောင့်ကျွန်တော်ကဒါကိုခွဲထုတ်လိုက်ပြီးတော့ဒီနှစ်ကက်ကိုကျွန်တော်ကမဆီနီယံနှစ်ကက်ပြေးလွားနဲ့တွေးတာငါးပြီးတော့ခွန်ငါးခွန်ကိုးနဲ့ခွန်ခွန်ကိုးနှစ်ကက်ကိုတွေးတဲ့အချိန်မှာအဲ့ဒီထဲမှာသူက1 2 3 4 5 6 9 10 11 12 17 17မြောက်မှာပြန်ကြမပြန်မကြခင်သူက3နှစ်တဲခွာထားတယ်နော် အဲ့ဆိုရင်ကျွန်တော်ကဒီမှာသူက1234567891နောက်ပြင်မြောက်မှာပြန်မကြခင်မှာသူ့အပေါ်မှာ3နှစ်တည်းခွာထားတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ကြီးကပြန်ကြလိုက်တယ်။ဘာဖြစ်လို့လဲသူက3နှစ်ကိုကြိုကျသွားမလားလို့ခွာငားလို့လိုက်ခဲ့ရင်ဆိုတော့တဘော3နှစ်နဲ့ဆခွာခဲ့လို့သူကကိုပြန်ကြလိုက်ခဲ့တယ်။သူ့ပြင်မြောက်သူကအချိန်ကြိုက်မှာသူကနှစ်ကတ်တိကြောက်စရာကောင်းတယ်နော်အချိန်ကြိုက်မှာလာပြီး3နှစ်ခွာတာအချိန်ကြိုက်မှာလာပြီး3နှစ်ခွာတယ်သူကကိုပြန်ကြရှိတယ်။ အဲ့လိုပြန်ကြရှိရဆိုရင်အဲ့ဒီ669လို့ထောင်းလာနဲ့339လို့ဒီလိုခွေတာကနှစ်ကပ်ပဲရှိတာကလန်နာမှာအဲ့ဒီအောက်ကကနားမယ်တပင်ကျော်ပြန်ကြကစားပြင်မလားအဲ့ဆိုရင်ဒီမှာဒီ3339လို့ဒီမှာဒီမှာပဲ669ထောင်းလာနေမှာပဲလာဖြစ်တာအဲ့ဒါကနှစ်ကပ်ပဲရှိတာကလန်နာမှာ339ခွေရသူ့ရဲ့အောက်ကဒီ39နဲ့ပြန်ကြကစားပြင်မလားတပင်ကျော်အဲ့ကြောင့်မလို့တပင်ကျော်ပြန်ကြရှိတယ်၄ပင်ကျော်ပြန်ကြရှိတယ် နှစ်ကွက်ထဲကိုထိုးချင်တဲ့လူကသူကတပင်းနှစ်ပင်သုံးပင်လေးပင်လေးပင်ကျော်ဆိုရင်ဒီနှစ်နှစ်ခွင့်ရဲ့၃၅နှစ်ရဲ့ဒီအကြိမ်ထိုးရင်ပြန်ကြစနစ်နဲ့ထိုးရင်ဒီနှစ်ကွက်ကိုဦးစားပေးထိုးနှစ်နှစ်ခွင့်နဲ့၃၅နှစ်ကိုပြန်ကြဦးစားပေးထိုးကျန်တာကတော့ရည်ရမယ်ပေါ့နော်ဒါကတဘောတရားကိုကျွန်တော်ရှင်းပြတာနှစ်ကက်တည်းကကြောက်စရာကောင်းတယ်အခုတော့အကြိမ်၄စနစ်တည်းသူကစားသွားတာ ဟုတ်လားဒီ၄၅၆ရဲ့ဒဲရတောင်းအောင်ကောင်ကစားသွားတယ်ဆိုရင်အခု၄၅၆ကမြင်သာသေးတယ်ဟောဒီမှာ၃၃၉လို့ခွေရကလင်နာမှာမမြင်သာဘူးဒါမျိုးကြတော့လူအကြိုက်နေစီတယ်နှစ်ကပ်ပဲနှစ်ကပ်ဆဲဆိုတော့အဲ့တော့ဒီ၃၃၉ခွေရကလင်နာမှာရှာကြည့်ပါနှစ်ကပ်ပဲရှိတယ်ဒီလိုခွေရခွေတဲ့အောက်ကဒီ၆ခု၈ဆိုတဲ့ကနားကတပင်ကျော်ပြန်ကြဒီမှာ၃၃၉လို့ခွေတဲ့အောက်က၃၅နှစ်ဟာတပင်ကျော်ပြန်ကြဆိုရင်ဒီ၃၅နှစ်ကြီးလဲကြောက်ရပါတယ်နော်အားလုံးပဲမင်္ဂလာပါဗျဒီလောက်ပါပဲနော်